အားလုံးမင်္ဂလာပါခရစ်တော်၏နာမ၌အားလုံးကိုနှုတ်ခွန်းဆက်တာပါတယ်ဘုရားသခင်ရဲ့ကွယ်ကာမဆမှုရဲ့အောင်မှာအားလုံးဒီကောင်းကြမ်းပါနေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်မနေ့ခင်းတိုင်းမှာဘုရားသခင်ကိုချစ်တဲ့နှလုံးသားနဲ့နှုတ်ကပတ်တော်ကိုအချိန်ပေးနားဆင်ခြင်းအတွက်အထူးပေးကျေးဇူးတင်ရှိပါတယ်မိတ်ဆွေတင်တဲ့မိသားစုအိမ်သူအိမ်သားရောက်စီတိုင်းကိုထောက်ရဘုရားကောင်းကြီးပေးဖို့ကွယ်ကာဆောင်မဖို့ဆုတောင်းမြတ်တာပို့တာပါတယ် ြားတာနေတဲ့သူတွေစေယုံစိတ်ခံတွေမှာရောက်နေတဲ့သူတွေဘဝအတ္တတဲမှာအခက်အခဲပြဿနာမျိုးမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့သူတွေကိုလည်းဘုရားခင်ကအလေးအမြန်ကျမ်းပါရတဲ့အခွင့်ကိုပေးဖို့အခက်အခဲပြဿနာမျိုးမျိုးကနေလွတ်မြောက်ရတဲ့အခွင့်ကိုပေးဖို့ဆုတောင်းမြတ်တာပို့တာပါတယ်။ရှာလောမအားလုံးပေါ်မှာခြောက်ရပြားချမ်းမလာတော့ညိတ်တဲ့ခြင်းတက်ရောက်ပါစေ။ပြာကင်ရဲ့ကျေးဇူးတော်တသက်ကြောင့်2025ခုနှစ်ရဲ့စက်တင်ဘာလ30ရက်နေ့ကိုရောက်ရှိလို့လာပါပြီ။ ဒီနေ့ထီတိုင်အောင်လမ်းပြပို့ဆောင်တော်မူသောဘုရားသခင်ရဲ့ကျေးဇူးတော်ပေါင်းကိုချီးမွမ်းပါတယ်။ကျေးဇူးတော်မနဲ့ခင်ဖြစ်တယ်။ညဦးရံမှာဝမ်းနေခြင်းလာရောက်ပြီးတဲခိုတော်လဲနနဲ့ရံမှာတော့တခြင်းဆိုရတဲ့ခွင့်ချီးမွမ်းရတဲ့ခွင့်ဝမ်းမြောက်ပျော်ရွှင်ရတဲ့ခွင့်ဖျားပြစ်စင်ထားပါတယ်။ဒီနေ့မနေ့မှာကျွန်တော်တို့အတူတကွာဆင်ခြင်ခွာယူရမယ့်ကျမ်းပိုက်ကတော့136ချိန်မြောက်သောစာလံအပိုင်ငယ်165ဖြစ်ပါတယ်။ တရားတော်ကို နှစ်သက်တော်သူတို့၌ကြီးစွာသောညီဝတ်ခြင်းရှိပါ၏သူတို့စိတ်ပြက်เสียအကြောင်းမရှိပါတရားတော်ဖြစ်တဲ့ဘုရားခင်ရဲ့နှုတ်ကပတ်တော်တမန်တော်ကိုနှစ်သက်တော်သူတို့မှာကြီးစွာသောညီဝတ်ခြင်းရှိတယ်ခေတ်ကာလအခြေအနေကိုကြည့်ရင်တော့ငြိမ်သက်ခြင်းတွေပျောက်ဆုံးနေတဲ့အချိန်ကာလဖြစ်ပါတယ်နေစဉ်စစ်မဲ့ရဲ့တည်င်းဆိုးတွေခက်ခဲကြက်တိမှုတွေတဘာဝဘေးအန္တရာယ်အမျိုးမျိုးတည်င်းဆိုးတွေနဲ့ပြည့်နေတဲ့ကာလမှာဘုရားခင်ရဲ့အသားသမီးတွေအနေနဲ့ ဘလို့အသက်ရှင်ဖို့လိုတယ်လေဖျက်ကြီးနှုတ်ကပတ်တရားတော်ကိုနှစ်သက်ခြင်းနဲ့အသက်ရှင်ဖို့မြတ်နိုးတန်ဖိုးထားခြင်းနဲ့အသက်ရှင်ဖို့ဖြစ်တယ်ကြားခဲ့ရတဲ့နှုတ်ကပတ်တော်ကအနှင်းငယ်ဖြစ်ကောင်းဖြစ်မယ်သင်္ကားစိတ်နှလုံးသားထဲမှာမြတ်နိုးတန်ဖိုးထားခြင်းနဲ့တူထားမယ်လက်တွေ့လှုပ်ဆောင်နေမယ်ဆိုရင်လောကမှာတိုက်ခိုက်လာတဲ့ဒုက္ခပြဒနာမုံတိုင်းလိုင်းတဘိုးတွေတိုက်ခိုက်နေတော်လဲတင်ကလုံခြုံစွာနေရတဲ့ခွင့်ဘုရားခင်ပေးထားတဲ့ငြိမ်သက်ခြင်းနဲ့ရှင်သန်ရတဲ့ခွင့် ဖျားပြစ်စင်မှာဖြစ်တယ်။သူတို့စိတ်ပြက်စရာအကြောင်းမရှိပါလို့ကျမ်းစာကပြောပါတယ်။စိတ်ပြက်ခြင်းနဲ့ကင်းလွတ်စေမယ်။တရား၁၆ချိန်မြောက်တော်ဆာလပိုက်ငယ်၁၄၈မှာဗျာဒိတ်တော်တို့ကိုစင်ကြအောင်မိတ်လူတော်ကညအရာမလွမီအကျွန်ုပ်နိုးသက်ပါ၏။ ဆာလန်စီယာရဲ့ဝန်ခံချက်ကိုတွေးရတယ်။ဗျာဒိတ်တော်ကိုဆံကလွန်းလွတ်ညရံမလွန်မီစောစောထတယ်နိုးတယ်။ဖျားခေရဲ့အတန်တော်ကိုစောင့်မျှော်နေတယ်။ဗျာဒိတ်တော်တို့ကိုစင်ချင်အောင်မိတ်လူတော်ငါညရံမလွန်မီအကျွန်ုပ်နိုးသက်ပါ၏။ဖျားခေဖွင့်ပြမဲ့ဖွင့်ပြချက်တွေကိုမျော်လင့်ခြင်းနဲ့အသက်ရှင်နေတန်ဖိုးထားခြင်းနဲ့အသက်ရှင်နေဆိုတော့ကိုတွေးရတယ်။136ချိန်မြောက်တော့ဆာလန်ပိုင်ငယ်105မှာနှုတ်ကပတ်တော်သည်ကျွန်ုပ်ရှေရှေမှာမိခွက်ဖြစ်၍ အကျွန်ုပ်လမ်းခီးကိုလင်းစေပါ၏။မောင်မိုက်တဲ့နေရာမှာအလင်းမရှိဘဲနဲ့ဘလို့ခီးသွားမလဲ။ဖျားစကားနှုတ်ပတ်တော်ကမိခွက်ဖြစ်တယ်။မောင်မိုက်တဲ့အချိန်မှာပင်လင်းသင်လျှောက်ရမယ့်လမ်းခီးကိုရှင်းလင်းစွာမြင်တွေ့စီမယ်။နေ့စဉ်ဘဝအတ္တတဲမှာရှင်းလင်းတဲ့စိတ်ဘုရားခင် ပေးထားတဲ့သကိုးပါတဲ့စိတ်ချစ်တတ်တဲ့စိတ်ရှင်းလင်းတဲ့စိတ်တဘောကိုရယူဖို့လိုတယ်။ ရှုပ်ထွေးခြင်းတွေရှိလာတဲ့အခါမှာဘလို့မှန်ကန်စွာဆုံးဖြတ်ချက်ချနိုင်မလဲတခါတရံကျွန်တော်တို့ရဲ့စိတ်နှလုံးအသွေးအခေါ်အကြံစီထဲမှာဘုရားခင်ရဲ့အလိုတော်နဲ့ဆန့်ကျင်ပြီးတွေးခေါ်နေတဲ့အချိန်တွေရှိတယ်။မာယွန်းနဲ့ဆုံးဖြတ်ချက်တွေမချလိုက်ဘူးဘုရားစကားတုတ်ကပတ်တော်ကပဲ့ပြင်ပေးတယ်။တွန်တင်ပေးတယ်။ငါသားငါသမီးဒီအရာလေးကတော့မလုပ်တင်ဘူးဒီလိုမစင်းစားတင်ဘူးဒီလိုမတွေးတင်ဘူးဒီဆုံးဖြတ်ချက်ကတော့မားနေတယ်။ဘုရားခင်ရဲ့အလိုတော်နဲ့ဆန့်ကျင်နေတယ်မလုပ်ပါနဲ့လုပ်တင်တဲ့အလုပ်ကဒီအရာ ွားတင်းတဲ့နေရာကဒီလန်းဖြစ်တယ်။ဖျားစကားနှုတ်ကပတ်တော်ကတင့်ကိုပဲ့ပြင်ပေးမယ်။လောကမှာရှိတဲ့မိဘတွေကသားသမီးတွေကိုဆုံးမတွင်တင်တဲ့အခါသားသမီးတွေရဲ့ကောင်းကျိုးချမ်းသာဖို့လို့ငါတာဖြစ်ပါတယ်။ဒီတိုင်းပဲဖြစ်တယ်။ကောင်းကင်ဖခင်ကနှုတ်ကပတ်တော်အဖြစ်တင့်ရဲ့ခြေရှိမှာအလင်းပေးခြင်းကတင့်ရဲ့လန်းကြီးကိုလင်းစေဖို့ဖြစ်တယ်လို့ သင်အကျိုးဖို့လို့ငါဖြစ်တယ်။တရား၁၆ကျိန်မြောက်တော်ဆာလံပိုင်ငယ်90မှာဗျာဒိတ်တော်အဖြစ်အကျွန်ုပ်အသက်ရှင်သည်ဖြစ်၍ဆင်းရဲကိုခံရစဉ်တွင် ထိုနှုတ်ကပတ်တော်သည် အကျွန်ုပ်သက်သာစေအကြောင်းဖြစ်ပါ၏။ဘဝအသက်တာထဲမှာမထင်မှတ်တဲ့အခြေအနေမှာမထင်မှတ်တဲ့ဆင်းရဲခြင်းဒုက္ခတွေကိုလူတွေကမခေါ်ဖိတ်ပဲစုမတောင်းထားပဲမလိုချင်ပဲရရှိလာကြတာဖြစ်ပါတယ်။ ဘဝအတ္တတာထဲမှာအခက်ခဲတွေကြုံတွေ့ရတဲ့အခါဆင်းရဲဒုက္ခတွေတစ်ခုပြီးတစ်ခုကြုံရတဲ့အခါသင်ကဖះစကားနှုတ်ကပတ်တော်ကိုရခင်းတဲ့ပုံမူပြီးနားထောင်ဖို့အတွက်ဖြစ်ပါတယ်မိမိဘဝအတ္တတာထဲမှာမျောလင့်ထားတာတွေဖြစ်မလာတဲ့အခါဆုတောင်းထားတာတွေဖြစ်မလာတဲ့အခါဖြစ်ကျင်တာတွေဖြစ်မလာတဲ့ဘဝမှာငါဖြစ်တယ်လို့နေလိုက်တော့မယ်ဒီလိုမတွေးပါနဲ့ယုံကြည်ခြင်းနဲ့အသက်ရှင်တဲ့သူတိုင်းမှာအခက်ခဲပြဿနာတွေကိုကြုံတွေ့ရစေမယ်ဖြစ်ပါတယ်ဒီအခက်ခဲပြဿနာတွေအားလုံးကိုဖះရခင်းတဲ့သူလက်တွဲပြီးရင်ဆိုင်ဖြေရှင်းဖို့အတွက်ဖြစ်ပါတယ် တင်တယောက်တည်းမဟုတ်ဘူးဖြစ်တယ်။တင်ကိုကူညီမဆလမ်းပြပြီးဖိမမဲ့ကောင်းကင်ဖခင်တဲ့သူတင်ကခီးနေနေတာဖြစ်ပါတယ်။လူများစွာကစိတ်ရထွက်ပေါက်ကိုနီလန်အမျိုးမျိုးကိုအုံပြုပြီးရှာဖွေတတ်ကြတယ်။ဆာလန်ဆီယာကတော့ဗျာဒိတ်တော်အဖြစ်အကျွန်ုပ်အသက်ရှင်သည်ဖြစ်၍လို့ပြောပါတယ်။သူရဲ့အသက်ရှင်ခြင်းရဲ့အကြောင်းရင်းကဖျားစကားနှုတ်ဘတ်တော်ဗျာဒိတ်တော်အဖြစ်ဖြစ်တယ်။စင်းရဲကိုခံရစဉ်တွင် ထိုနှုတ်ကပတ်တော်သည်အကျွန်ုပ်သက်တာစရာအကြောင်းဖြစ်ပါ၏။ဆင်းရဲဒုက္ခရောက်တဲ့ချိန်မှလည်းသက်တာခြင်းကို ဖြစ်စေတာကဖရာစကားနှုတ်ကပတ်တော်ဖြစ်တယ်။အခြားအရာတွေနဲ့သင်ရဲ့နှလုံးသားကိုဖြည့်နေပြီလား။နောင်တရပါဖရာမျက်မှောက်တော်ကိုပြန်လှည့်လာပါ။နောင်တလို့ပြောတဲ့အခါမှာ180ဒီဂရီနဲ့ပြန်လှည့်ခြင်းကိုမိမိရှောက်နေတဲ့လမ်းကနေပြန်လှည့်ခြင်းကိုဆိုလိုတယ်။နောင်တပါတဲ့နှလုံးသားတစ်စုံနဲ့ဖရာကမျက်မှောက်တော်ကိုတိုးဝင်လာတဲ့အခါမှာဖရာကလက်ခံပြီးသင်ကို ကောင်းကြီးပေးမှာဖြစ်တယ်။တမနဲ့တရက်ဆက်ပြီးအသက်ရှင်သန်ခွင့်ရတယ်ဆိုတာဖရာတကြီးရဲ့ကျေးဇူးတော်ဖြစ်တယ်လို့နောက်တရဖို့အတွက်အခွင့်အရေးရတော်နေ့ရက်ချိန်တိုင်းကြီးများဖြစ်ပါတယ်။ဖျာခင်ရဲ့ချစ်ချင်းမြတ်တာနဲ့နှုတ်ကပတ်တော်ကိုဝေမျှပါရယ်အားလုံးကိုဖျာခင်အထူးကောင်းချီးပေးပါစေ အဝါမအမောင်ဆိုအချိန်ခက်ခဲပြီးပြတ်တန်းချိန်ကျွန်တော်ရဲ့ဘေးနာအမြဲတမ်းရှိသူယေရှုအားငယ်တဲ့အချိန်တိုင်းဝိညာဉ်အတွင်းမှာစကားပြောတယ်ကိုရောရှိကြောင်းသိစေတယ် ်ဓာတွေဖြေးမလာစွတောင်းဓာတွေတန်ချာတခင်မြမောက်ကအဝေးထွက်သွားပြီလား Twin in me bare me go to me le ဘေတော်မှာအစောတော့မချစီဘူးယုံတယ် ောက်ပေ၏ခင်ဂျေဇုတော်ဤတော်လုံးမဆုံးနိုင်ဘူးအကောင်းမျက်ဆုံးပါအကြီးမျက်ဆုံးပါသာရွေးကောင်းတဲ့အကျယ်စီနဲ့ပို့ဆောင်တဲ့ခင်ဂျေဇုတော်ကျွန်ုပ်တို့ပူရှန်နေ မှမောင်ဆုံးချိန်ခက်ခဲရင်းပြတန်းချိန်ကျွန်တော်ရဲ့ဘီနာအမြဲတမ်းရှိသူရဲ့ရှုအာငဲ့တဲ့အချိန်တိုင်းဝိညာဉ် dream မစကားပြောတယ်ကိုရောရှိကြသည်စီတယ် ောင်းလင်းဓာတွေပြေးမလာစုတောင်းဓာတွေတန်းချာသခင်မြေမောင်ကအဝေးထွက်သွားပြီလားငါတွေးနေမိပါတယ်မေကုထုတ်မိလေဘယ်တော့မှအဆိုးတော့မချမ်းစီဘူးယုံတယ် ောင်းပေ၏သခင်ဂျေစုတော်ရေထွက်လို့မဆုံးနိုင်ဘူးအကောင်းမျက်စုံပါအကြီးမျက်စုံပါသာရွေးကောင်းတဲ့အချမ်းစီနဲ့ပို့ဆောင်တဲ့သခင်ဂျေစုတော်ကျွန်ုပ်တို့အပ်ဖို့ရှာတယ် ာရွေးကောင်းတဲ့အချမ်းစီနဲ့ပို့ဆောင်တဲ့သခင်ဂျေဇုကိုကျွန်ုပ်တို့ပူရှယ်နေ